အင်းစိန်မြို့နယ်မြို့သစ်ကရက်ကွက်ပထောက်လန်းထိန်မှာဒီကနေ့မနက်၄နာရီကအမျိုးသမီးတစ်ယောက်ကို light truck ကတစီကတိုင်းမြင်ခဲ့ပြီး ရွှေပြည်သာဆက်မှုဆောင်မှာလာပစ်တော်ရဲ့လို့မြို့ခံတွေစီကသိရပါတယ်။ ဒီကနေ့မနက်6:00နာရီကရွှေပြည်သာစက်မှုဇုံမှာရှိတဲ့အမိုက်ပုံဘေးမှာညနာနဲ့ခြေထောက်မှာသွေးတွေပြင်းနေတဲ့အမျိုးသမီးတစ်ယောက်ကိုရက်ွက်နေသူတွေကတွေ့ရှိပြီးလူမှုကူညီရေးအသင်းတွေကိုဖုံးဆက်အကြောင်းကြားခဲ့တာလို့မြို့ခံတစ်ယောက်က DVB ကိုပြောပါတယ်။ကားတိုက်ခံရသူဟာမရန်ကုန်မြို့နယ်မှာနေတဲ့ဥမ္မာဝင်းရဲ့သမီးဖြစ်သူအသက်33နှစ်အရွယ်ရှိတဲ့မအခင်လွင်းတွေဖြစ်ပြီးရိမ်မောင်းဖြစ်သူကတေပြီးအထင်နဲ့အမိုက်ပုံမှာလာပြစ်သွားလို့အုတ်ချုပ်ရင်းနဲ့နှိမ့်ဆက်တဲ့သတင်းရင်းမြစ်က DVB ကိုပြောပါတယ်။ လက်တလုံးမှာတော့ရင်တိုက်ခံရတဲ့အမျိုးသမီးဟာအင်းစင်ဆေးရုံအရေးပေါ်ကုသဆောင်မှာကုသနေရပြီးမိသားစုဝင်တွေဆက်သွယ်နိုင်ဖို့လိုအပ်တယ်လို့သူကဆိုပါတယ်။အဲ့ဒီအမျိုးသမီးကိုဗျင်းနောင်ကနေရွှေပြည်သာဘက်ကိုမောင်းလာတဲ့ light truck ကားနဲ့ပဲ YGN5 AB 1709ကတိုက်ခဲ့တာလို့သိရပါတယ်ရှင်။